ဒီဘက်နယ်တွေကအကြမ်းဖက်တရားတာလီဘန်နေတဲ့စိုးတဲ့ကမ္ဘာအကြမ်းတန်းဆုံးကမ္ဘာအယုံမာဆုံးဆင်းနေမှာတော့မှထဲ့လို့ရပြီလို့ပောက်ကိုတော့တော့သုံးတတ်ချင်ပါတယ်အဲ့ညဘာရှိတဲ့လုံယုံတက်ဖို့မလို့တိုက်ဖို့တော့အဲ့မှာခြေကုပ်ယူနေတာအဲ့နေရာကိုရှင်းတာရှင်းပလိုက်တာဗျာရှင်းပြောရရင်ဒါအเจ้าသားမှမရှိဘူးအเจ้าသားမရှိဘူးစစ်သွေးကြွတွေရှိလို့ရှင်းတာအဲ့တော့စစ်သွေးကမင်းတို့ရဲ့အလောင်းတွေကဒါနဲ့ပဲမင်းတို့ရဲ့အသက်ကဒါနဲ့ပဲဇီဝေချောရမှာ จ๊ยมั้ยล่ะอาจารย์มาตมาชี้โลชี้แต่เนี่ยเอาเจ๊ยล่ะဒါတိုင်းပြေကောက်ခွဲတာပဲနိုင်ငံတော်တို့ကလုံးတင်လုံးထဲတာလုံးတာဆက်လုံးပါပဲဒီပဲရင်လေချောင်းတိုက်ခိုက်မှုပောက်ကိုတော့သုံးသက်ချက် TNLA ထိန်းချုပ်နောင်ချုံမျိုးနဲ့မိုးကုံမျိုးကိုစစ်ကောင်စီလေချောင်းဘုံကျဲဒဏ်ရာရသူ6ဦးထပ်မံတေဆုံးရှမ်းပြည်နောင်ချုံမျိုးနဲ့မိုးကုံမျိုးကိုစစ်ကောင်စီတပ်မှလေချောင်းဖြစ်ပေါင်9ရဘုံထပ်မံကျဲချတိုက်ခိုက်ခဲ့ရာပြည်သူနေအိမ်9လုံးထိမှန်ပျက်စီးခဲ့ကြောင်းစုံစမ်းသိရသည် ယမန်နေ့မေလ73ရက်ည9:00နာရီခွဲကျော်တွင်တအောင်းပလောင်အမျိုးသားလူမျိုးရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့်နောင်ချိုမြို့ပေါ်ဈေးရက်ကွက်သို့စစ်ကောင်စီတပ်မှလေကြောင်းဖြင့်ပေါင်း900ဘုံးတလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်နေအိမ်ခုနှစ်လုံးထိမှန်ပျက်စီးသွားကြောင်းဒေသခံများကပြောသည် မနေ့ညကပောက်ကွဲတန်ကြားတာအားတော့တော်တော်လေးပြင်းနေဈေးရက်ွက်ထဲဘုံခန္ဓာနာကျဲခံရတော့ဆွေးနွေးပွဲအဆင်မပြေဘူးစကြားကလေးကအပကလူတွေရှောင်နေကြတာလူတိတာတော့မကြမိဘူးအိမ်ကတော့ခုနှလုံးလောက်ရစရာကိုမရှိတော့တာဟု နောင်ချိုဒေတာခန့်အမျိုးသားတအူးကရှမ်းတန်တော်စင်ကိုပြောသည် TNLA ထိမ့်ချုပ်ထားသည့် နောင်ချူမြို့ပေါ်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီဘက်မှလေကြောင်းဖြင့်ပေါင်း900ဘုံတလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်ဈေးရက်ကွက်နယ်မြေ30ရှိနေအိမ်9လုံးထိမှန်ပျက်စီးဆုံးရှုံးခဲ့ကြောင်းယနေ့မေလ14ရက်နနက်ပိုင်းတွင်ထုတ်ပြန်ထားသည်အလားတူမေလ8ရက်နေ့တွင်စစ်ကောင်စီတပ်၏အမြောက်တပ်ရင်းဌာနချုပ်မဆခ902မှပြစ်ခတ်သည့်လက်နက်ကြီးထိမှန်မှုကြောင့် နောင်ချုံမြို့နယ်နောင်တော်ကျေးရွာအုပ်စုတရက်ချိုရွာမှထိခိုက်ဒဏ်ရာရသူ6ဦးလဲစေကူတမှုခံယူနေစဉ်ထပ်မံတေဆုံးသွားခဲ့ပြီးအသက်9နှစ်အရွယ်ကလေးတဦးအပါအဝင်အရက်သားစုစုပေါင်း30ဦးတေဆုံးသွားခဲ့ကြောင်းမြေပြင်စစ်ရေးတရင်ရင်းမြစ်တဦးကပြောသည်ထို့ပြင် TLA ထိန်းချုပ်ထားသည့်မိုးကုံမြို့တွင်လည်းယမန်နေ့ညတက်ကောင်လူအိမ်မောကြချိန်တွင်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာဖြင့် လေချောင်းပုံးကျဲတိုက်ခိုက်ခဲ့ရာရွှေလိပ်ပြာဟိုတယ်လေးထက်ဆောင်တဲ့ကြားရောက်ပောက်ကွဲခဲ့ကြောင်းဒေတာခံများကပြောသည်ဒီဘက်နယ်တဲကအကြမ်းဖက်တရားကတာလီဘန်နေတဲ့စိုးတဲ့ကပအကြမ်းတန်းဆုံးကပအယုတ်မာဆုံးဆင်းရဲထဲမှာတော့မှထည့်လို့ရပြီလို့ပောက်ကတော်ကတော့သုံးသပ်ချင်ပါလိမ့်မျိုးလေးမင်္ဂလာပါဗျဒီနေ့က23ရက်မလာပါ2025ဖြစ်ပါလေဗျ ဒီဘက်ရင်းမြို့နယ်အိုထိန်တွင်းရွာစာတင်ကျောင်းဟိုတဲ့လေကျောင်းတိုက်ခိုက်မှုဖြစ်ခံထားရပါတယ်တဲ့စာတင်ကျောင်းနေစဉ်မနေ့ဆယ်နာရီကတိုက်ခိုက်တာဖြစ်ပြီးတဲ့ဒါထားပါတော့ဒီဒီဘက်ရင်းမြို့နယ်တဲကအိုထိန်တွင်းရွာတွင်ဟိုလေကျောင်းနဲ့တိုက်ခိုက်တယ်ပေါ့လေကျောင်းနဲ့တိုက်ခိုက်တယ်အဲ့တော့ BBC တို့ခစ်တဲ့တို့ကဘာအော်ထားတယ်လဲဆိုတော့ဒီဒီနဲ့ခစ်တဲ့တို့ကဘာလို့ order လဲဆိုလို့ရှိရင်ဒီမှာဒီကလေးငယ်တွေစာတင်ကျောင်းတက်တယ်ပေါ့စာတင်ကျောင်းနေတဲ့ချိန်မှာဒီဒီကျောင်းကနေမှခြိုက်တယ်ပေါ့ဒီအိုင်းနဲ့မကလေးတွေလူငယ်တို့ရက်ဆက်ဆော့ဘာညာကွီးကွာပေါ့ဗျာကြောင်ကြကြပြည်သူတွေကိုထင်လွဲမြင်လွဲပြအောင်လိမ့်တာ အဲ့တော့ပြည်သူတွေကိုဥသိန်းကအမှန်တရားကိုပြောခြင်းနဲ့ပြည်သူတွေကိုအမှန်တရားကိုပေါက်ကိုတော့ဆားကြခြင်းနဲ့အဲ့တော့ပေါက်ကိုတော့ပြောတဲ့စကားကိုလည်းခင်ဗျားတို့ကိုဒီချိန်ချိန်ပြီးမှပေါက်ကိုတော့ပြောတာယုံကြည်ရှိလားမရှိဘူးလားဒီဟာကိုစဉ်းစားပါဗျဒီချိန်မှာဘယ်ကြောင်းမှဖွင့်တယ်လဲဒီချိန်မှာကြောင်းဖွင့်တယ်လားဒီချိန်မှာကြောင်းမှဖို့လက်ခံပြီလားကလေးတွေကစာရင်ကြောင်းကိုခေါ်တယ်ကလေးတွေအဲ့တော့ဥသိန်းကပြောခြင်းတာဒီအဖွဲ့အကျန်းဖွဲ့အဖွဲ့စည်းတွေနော်အဲ့ဒီဘက်ကကျန်းဖွဲ့ကမ္ဘာအယုတ်မှာသောအဖွဲ့လို့တော့ပြောလို့ရတယ်တာလီဘန်စစ်သည်ကြိုက်တောင်ဒိုးတော့ကလေးတွေကိုအတုံးမချောက်ကလေးတွေကိုမယုတ်ပါဘူး သူတို့ကဒီကလေးတွေကိုဗျာပြောချင်တာကတော့ဟုတ်ကလေးတွေကိုခေါ်မယ်ခေါ်ပြီးလို့ရှိရင်ကလေးတွေကိုဆန်တဲ့တိုင်ဘာဖြစ်လို့ကလေးတွေကိုနိုင်ငံရေးလို့ဆိုဘာလို့ကလေးတွေကိုတို့တော့မလာလဲအမေကဦးတဲ့လေယောင်းကခြားတယ်လဲခြားတယ်ဒါပေမဲ့ခင်ဗျားတို့လွယ်ကူတော့အဲ့ဒီဆေးရဆန်ရလောက်ကအဲ့ဒီစာရင်ကြောင်းထဲမှာစာရင်ကြောင်းထဲမှာမိုင်းနေလူကွန်ကျူးတွေနဲ့လောက်တယ်ပိုင်းလုံးတွေလောက်တယ်ဘုံတွေမိုင်းနေခင်ဗျားတို့တွေ့ရမှာမြားလိုက်မယ်အဲ့မှာဦးတဲ့တို့အဲ့ဒီဓာတ်ပုံတွေအဲ့ဒီအထောက်ထားတွေကလည်းတို့တို့ချင်းချင်းအပြို့ထားတာ ။စာရင်ကျောင်းတွေမှာတို့အကျန်းဖက်လုပ်ငန်းတွေလုံဆောင်နေတဲ့အကျန်းစာရင်ကျောင်းတွေမှာတို့အကျန်းဖက်လုပ်ငန်းတွေမွေးမြူနေတဲ့မွေးမြက်နေတဲ့ကလေးတွေကိုတုံးချနေတယ်။ဒါလည်းခင်ဗျားတို့အားလုံးလဲဒါလိုင်းပေါ်မှာတွေ့ရတာပဲ။ဒါလည်းလိန်လို့မရဘူး။အဲ့ဒီအချိန်မှာကလေးတွေလေကျောင်းရံနဲ့ဒီကျောင်းကစီဝဲလို့ကြားတယ်။စီဝဲလို့ကြားတယ်။အဲ့လိန်နဲ့ချတာမချတာအသာသာ။ကလေးဆိုတာကကိုင်းနေတဲ့နေရာကိုဆော့နေတဲ့နေရာရှိတယ်။ကလေးတွေဆိုတာကကလေးတွေဆိုတာကစူးစမ်းခြင်းနဲ့ဒါလေးကဘာလေးလဲဒါလေးကဘလို့ဟာလေးလဲသွားပြီးမှကြည့်ခြင်းနဲ့ ဦးစင်းတို့ရဲ့ဒီကပေါ့နော်ဒီနယ်ကနေပြေးတာကလည်းတရင်အရဆိုရင်ဒီကလေးတွေဒီမိုင်းတွေကိုဆော့တာနဲ့ဒီကဦးစင်းတို့တက်မလို့ဆီကြောင်းတက်မလို့လေကြောင်းနဲ့တို့ချင်လာတို့မယ်အကုန်လုံးပောက်ကွဲမှုအားနဲ့ကလေးတွေကိုဒါထိုးကျွေးလိုက်တယ်လို့ပဲဦးစင်းတို့ကတော့တုံ့နဲ့ချင်နေပြန်နော်ကလေးတွေတကယ်လို့ထိလိုက်တန်းရရင်သေချေပြည့်စည်တယ်ဆိုရင်ဒီအကျန်းဖက်တွေယုံပါလို့ပဲအဲ့တော့အကျန်းဖက်တွေကတာလီဘန်စစ်တေးကြတွေထဲစိုးတယ်ဆိုတော့အားလုံးသိစေချင်ပါတယ်ဗျာခင်ဗျားတို့ကဆီကြောင်းတက်မလို့ကလည်းလင်းကြီးနဲ့ချတဲ့လင်းကြီးနဲ့ကျဲတယ်ဆိုတာပဲခင်ဗျားတို့မျက်စိထဲမှာမြင်နေတာခင်ဗျားတို့မျက်စိထဲမှာမြင်နေတာ ဒီချင်းကစာတင်ကြောင်းနေမှာအကျန်းဖက်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အကျန်းဖက်တွေမွေးမြူနေတဲ့အကျန်းအကျန်းဖက်အလုံးကိုဒီမှာပေါ့ဗျာအကုန်လုံးပွားမြောက်အောင်ဒလိုတွေဘုံခွဲဖို့ဒလိုတွေမိုင်းခွဲဖို့ဒလိုတွေလှုပ်ဖို့ဆိုတာကိုတင်ကြပို့ချနေတာကိုရောပြည်သူတွေအလင်းနဲ့တရောတည်ရလားလို့ဘာဦးစင်းကမေးခွန်းထုတ်ချင်ပါတယ်ဗျအဲ့တော့အကျန်းဖက်တွေရှိတဲ့နေရာကိုရှင်းလင်းရမှာတပ်မတော်ရဲ့လို့သခိုင်းတိုင်းကိုအုပ်ချုပ်နေတဲ့တိုင်းမှုရဲ့လို့တိုင်းမှုရဲ့လို့ကလေးတွေလည်းသူနောက်ဆုံးကြတော့ဗျပြောပါလို့ရှင်တော့အာဒီလိုကလေးတွေအကြောင်းပြပြီးမှဗျမျက်ရည်ချူပြီးမှ ပြည်သူတွေကိုဒါတက်မတော်နဲ့ပြည်သူပြည်သူနဲ့တက်မတော်အထင်လွင်အောင်လုပ်လိုက်တာပဲသူကကဘာကိုခြားကြချင်တာတက်မတော်ကနေလင်းကြီးနဲ့ကြိုက်လိုက်တဲ့ကလေးတွေစာတင်ကျောင်းတက်နေတဲ့ကလေးတွေတလို့တရပါတယ်ဒီချင်းကစာတင်ကျောင်းဖွင့်ချိန်လားစာတင်ကျောင်းတက်ချိန်လားစာတင်ကျောင်းတက်ချိန်လားဘာကြောင့်ကလေးတွေကိုအတုံးချတာလဲဘာကြောင့်အဲ့ဒီလောက်ထိရုံမာတာလဲအခြားအခြားနည်းနဲ့လုံးလို့မရဘူးလားဘာလဲခင်ဗျားတို့တာသမီတွေမဟုတ်လို့လားအကျန်းဖက်တွေကတာသမီတွေမဟုတ်လို့လားဘာဦးသိန်းတို့ရှင်းရှင်းလင်းလင်းပြောချင်တယ်အကျန်းဖက်တွေမူမူထိုင်တာသမီတွေမဟုတ်လို့လားလို့မျိုးကိုထုတ်ချင်တယ် အဲ့တော့ပြောချင်တယ်အဲ့ဒီဘက်ကဟိုဟာလေးပေါ့နော်ဒီဒီဘက်နယ်တဲကအကြမ်းဖက်တွေကတာလီဘန်နေတဲ့စိုးတဲ့ကမ္ဘာအကြမ်းတန်းဆုံးကမ္ဘာအယုံမာဆုံးဆင်းရဲထဲမှာတော့မှထည့်လို့ရပြီလို့ပောက်ကတော့တော့တုံးတက်ချင်ပါလေဗျာနော်တုံးတက်ချင်ပါလေအဲ့တော့အကြမ်းဖက်တွေရှိတဲ့နေရာကိုဘာပြောပြောသခိုင်းတိုင်းတိုင်းမှုကြီးခမားလက်ထက်မှာလှုပ်ဆောင်ချက်တွေကိုတို့တို့တွေမှန်တိုင်းပြောလို့ရှိရင်ဒါပြည်သူပြည်သားတွေမန်ပတ်တာစားတွေပေါ့ဗျာအကုန်လုံးဒီတဏီပဲအားလုံးပြည်သူစစ်အများစုပါအားလုံးအားလုံးတပ်မတော်တာတော်တော်များများနေခမားရဲ့လှုပ်ဆောင်ချက်တွေကိုတဘောလဲကြတယ်လက်လဲလက်ခံကြတာတွေကြားတိရတယ်အတိုက်ထက်လဲဝမ်းတာမြွာတယ် စစ်သားကတော့လုံဆရာရှိတာကိုလောက်ရမှာပဲစစ်သားပြိတာသာလောက်ရမှာပဲအကြမ်းဖက်ရှိတဲ့နေရာနဲ့ပေမပြည်သူလို့မပြောပါနဲ့ပေမပြည်သူလို့မအော်ပါနဲ့လို့ဦးစင်းကတော့ပြောချင်ပါတယ်ဗျာနော်အဲ့တော့အကြမ်းဖက်တွေနဲ့တရော်တနေအကြမ်းဖက်တွေနဲ့နေနေတယ်ဟုတ်လားအာတပြေပန်းနဲ့ဂျိုးတယ်ဟိုဟာနဲ့ဂျိုးတယ်ဒီဟာနဲ့ဂျိုးတယ်ဟုတ်လားပြိတာကြမှာတေတာကြမှာပြည်သူတွေကိုလောက်ပါလေပြည်သူတွေကိုလောက်ပါဆိုရင်မျက်ရည်ချူပြီးမှငိုပြမယ်နဲ့ကဘာကတတူကရုံမှာဆုံးလဲဆိုတော့ကဘာကအဖွဲ့အစည်းတော်တော်များများကသိတယ်ဆိုတာကိုလဲခင်တို့ BBC တို့ပြောချင်တယ် နော်တကယ်လို့လိမ့်မယ်ညာမယ်ကျင်းထယ်မယ်ဆိုရင်လည်းပြည်သူတွေကိုယုံအောင်ထဲ့ပါပြောချင်တာကဒီချင်းဟာចောင်းဖွင့်ခြင်းမဟုတ်ပါဘူးចောင်းသားတွေလက်ခံခြင်းလည်းမဟုတ်ပါဘူးကလေးတွေကိုတည်တွင်းနေဖို့ကလေးတွေကိုတည်တာအចောင်းပြုပြီးမှကဘာကိုမျက်ရည်ချူပြီးမှ UNG ရဲ့ပုံရိပ်ကိုပြန်တက်လာအောင်လုပ်လို့လဲလုံးဝလုံးဝမသက်တော့ပါဘူး UNG နေနဲ့ပုံရိပ်တက်ချင်တဲ့ဆိုရင်ကိုကန်တဲ့ဟာကိုမပြောနဲ့ခင်ဗျားတို့အကြမ်းဖက်အချင်းချင်းပဲခင်ဗျားတို့ကိုယုံကြည်မှုရှိအောင်ယုံကြည်မှုပြန်ပြီးမြင့်တက်လာအောင်အရင်လုပ်ပါလို့ပေါ့ကိုတော့ပြောချင်ပါတယ်ဗျအားလုံးတော်ပါပဲဗျ